2013ခုနှစ်စတေမာလ21ရက်ဓမ္မပညာသင်တန်းရတ္တူအမှတ်စဉ်နှစ်သုတ်တန္တအနှစ်ချုပ်ပါဒယမဟာတတိပဌာနာတုတ် မစ္စည်းမနိကာယေမဟာတတိပဌာနာသုတ်တံလို့ခေါင်းစည်းမှာမစ္စည်းမနိကေမှာမဟာတတိပဌာနာသုတ်ဆိုဒီကနိကေမှာလည်းပဲမဟာတတိပဌာနာသုတ်ရှိတယ်တရားကတော့မစ္စည်းမနိကေကနေထုတ်ထားတာတူတူပါပဲရှင်းတော့ကတော့ စာပေကိုတာဝန်ခွဲခြားပြီးတော့နှုတ်တဲ့ဆောင်တဲ့ခင်မှာသူကဘယ်ပိုင်းသူကဘယ်ပိုင်းဆိုပြီးတော့ခွဲဝေတတ်မှတ်ပြီးတော့စာပေတွေမပြောင်းပြဲ့အောင်ထိန်းသိမ်းဆောက်ရှောက်ခဲ့ကြတာ oral tradition လို့ခေါ်တဲ့တိုင်းနှုတ်တဲ့ဆောင်တဲ့ခင်စာအုပ်နဲ့မှတ်ထားတဲ့ခင်မဟုတ်ဘူးအဲ့ဒါအဲ့ဒီခေတ်တုန်းကနိကေ9ရက်လို့ခေါ်ရတဲ့မှာ ီကနိကေမစ္စည်းမနိကေတာယုဒ္ဓနိကေအင်္ဂုတ္တရနိကေကျန်တဲ့အလုံးပေါင်းပြီးခုဒကနိကေလို့နိကာယဆိုတဲ့သက္ကလုံးနဲ့သုံးနိကာယဆိုတာ collection မှာ collection ဆိုတာစုထားတာမျိုးတူရာမျိုးတူရာတွေကိုစုထားတာအဲစုထားတာ ਨੇ ပြောမယ်ဆိုရင်နိကေ၅မျိုးလို့ခေါ်တာပေါ့နိကေ၅ရအဲ့ဒီနိကေ၅ရတို့ပြောလို့ရှိရင်လည်း ဖရာဟောတဲ့တရားတွေအကုန်ခြုံပြီးတော့ပြောတာပဲပိဋကတ်၃ပုံလို့ပြောရင်လည်းခြုံပြောတာပဲပိဋကတ်၃ပုံဆိုတာလည်းအကုန်ပဲနိကေ၅ရပ်ဆိုတာလည်းအကုန်ပဲပိဋကတ်၃ပုံကတခြားနိကေ၅ရပ်ကတခြားဒီလိုမဟုတ်ဘူးအခေါ်တစ်ခုစီခေါ်ပေးထားတာပိဋကတ်လို့ပြောချင်ရင်၃မျိုးပြောရမယ်ခွဲပြီးတော့နိကေလို့ပြောရင်၅မျိုးခွဲပြောတယ်ဓမ္မခန္ဓာလို့ပြောလို့ရှိရင်၈၄၀၀နဲ့ပြောတယ် ဒီတရားတွေပဲအကုန်လုံးနော်ဒါကြောင့်မို့တချို့သုတ်တန်တွေကဒီကာယတခုတည်းမှာပါပြီပဲနောက်ဒီကာယတခုတွေမှာလည်းပဲပါတတ်တယ်။ဘာဖြစ်လို့ဒီလိုထပ်ပါနေရတာတုံးဆိုဒီကဏိကာယကိုတောင်းဝန်ယူတဲ့ပုဂ္ဂိုလ်တွေကမဟာတရိပ္ပဏတုကိုသူတို့လည်းမှတ်သားခြင်းလို့သူတို့ထဲလိုက်ထည့်ထားတယ်။မေဇိကမဏိကာယကျက်မှတ်ပြီးတော့မေဇိမဏိကာယကိုတောင်းဝန်ယူခြင်းတဲ့ပုဂ္ဂိုလ်တွေကလည်း သူတို့ထဲမှာထက်မှတ်ပြီးတော့ထားတယ်။ဒါကြောင့်မို့ဒီသုတ်တံကအရေးကြီးတာဖြစ်သောကြောင့်ဒီကနိကေမေဇိမနိကေဆိုတဲ့ဒီအရေးကြီးတဲ့မိဂါယကြီးနှစ်ခုလုံးမှာပဲမဟာသတိပ္ပဏသုတ်ကိုထည့်သွင်းပြီးတော့မှတ်တမ်းတင်ထားတာလို့ဒီလိုဆိုတာပေါ့နော်။စာအုပ်ရှိနေတဲ့ခေတ်ကြတော့တခုတည်းပါရင်လည်းပြီးတာပါပဲ။ဒါမို့မိဂါသုံးပုံကိုပြန်ပြီးတော့ ဒီကနေ့ခေတ်မှာပြင်ဆင်ပြီးတော့ချုံးပြီးတော့ရိုက်လိုက်မယ်ဆိုရင်တော့စာအုပ်တွေတော်တော်ယော့သွားနိုင်တယ်ပေါ့ယော့သွားတယ်ထတ်တူတွေလာနေတာတွေအများကြီးပဲအဲ့ဒီထတ်တူလာနေတာကိုရှေးဟောင်းပုံစံအတိုင်းမပြင်းမဲနဲ့ဒီတိုင်းထားတာမပြင်းမဲထားခြင်းအပြင်လဲတနည်းအားဖြင့်တော့ဒီကဲတခုကိုလေးလာလို့ရှင်ကျန်တာလဲလေးလာပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့တော့စာမျက်နှာအပြင်ချုံးလိုက်မယ်ဆိုလို့ရှင် ထပ်နေတာတွေကိုပြန်ချုံလိုက်လို့ရတယ်ရလို့ရှင်တော့ခုစာမျက်နှာပေါင်း၄000ကျော်လားရှိမယ်ထင်တယ်အားလုံး၄000ကျော်5000လောက်ရှိမယ်ထင်ရပြန်ချုံလိုက်လို့ရှင်တော့ဟိုတောင်းကနန်းနီးနီးလောက်တော့ရော့သွားနိုင်တယ်ပေါ့အများကြီးတော့မရောမတူထူးခြားချက်ကလေးတွေကပါနေတတ်တယ်ပေါ့ထူးတာလေးတွေပါနေတယ်အခုကမေဇိမနိကေကနေထုတ်ထားတဲ့မဟာတရိပ္ပဏတုတ်ကို တင်ပြီးတော့သင်ယူကြရမယ်လေ့လာကြရမယ်ပေါ့အဲ့တော့ပါဠိလိုရေးထားတာဆိုတော့မြတ်စွာဘုရားဟောတဲ့အတိုင်းဒီမှာမှတ်တမ်းတင်ထားတာဘုရားစွာဘုရားဟောတဲ့အတိုင်းဆိုတော့တချို့ကစဉ်းစားကောင်းစဉ်းစားလိမ့်မယ်ဘုရားဟောတော့ကဒီအတန်နဲ့လားဒီစကနှုံးနဲ့လားဆိုတာဒါတော့ပြောလို့မရဘူး ပကန်းခေကလူတွေတောင်မှပဲကိုဖရားလက်ထက်မပြောနဲ့နှစ်တထောင်လောက်ရှိတဲ့ပကန်းခေကလူတွေနဲ့ဂနေခေလူတွေဟာအတန်လဲပြောင်းသွားတယ်။နော်ထတ်တူညီများဆိုတော့မဖြစ်နိုင်ဘူး။မာတူတုံးဆိုမိနှင်းတော့တူတယ်အထိပဲတူတယ်လို့ပဲဒီလိုမှတ်။ဒီစကလုံးမဲ့သို့တော့ဖတ်တဲ့အတန်ကွဲချင်းကွဲတော့နည်းနည်းပါးပါးကွဲလွဲမှုကတော့ရှင်းနိုင်တယ်။ဒီအတိုင်းအတိအကျကြီးလို့တော့ဘယ်လိုပြောလို့ရအောင်။ မြန်မာတွေရဲ့ဖတ်တာမဟာတတိပဌာနသုတ်တလို့ဖတ်တယ်တခြားဗုဒ္ဓဘာသာနိုင်ငံတွေတီဟိုတို့ထိုင်းတို့ကမ္ဘောဒီးယားတို့ဒီနာထေရဝါဒဗုဒ္ဓဘာသာတွေအလုံးဒီသုတ်တံကိုဖတ်တဲ့ပုဂ္ဂိုလ်တွေဟာမဟာစတိပဌာနလို့ဒီလိုဖတ်တယ်စတိလို့ဖတ်တယ်တတိမဟုတ်တခါမဟာယာနဂိုင်းလို့ခေါ်တဲ့ တရုတ်ပြည်တို့ဗီယက်နမ်တို့ကိုရီးယားတို့မှာထွန်းကားတဲ့အဲ့ဒီမဟာယာနတွေမှာလည်းဒီမဟာသတိပ္ပဏသုတ်ရှိတယ်။သူတို့ကြတော့ဘလူရေးတုံဘလူဖတ်တုံဆိုမဟာစတုပဋ္ဌာနာလို့ဖတ်တယ်စတုပဋ္ဌာနာတတိဥပဋ္ဌာနာဆိုတဲ့ပြမဟာစတုပဋ္ဌာနာတတိပဋ္ဌာနာမဟုတ်စတုပဋ္ဌာနာ student ဆိုတဲ့အတန်မျိုးပေါ့ မဟာစတုပ္ပဌာနအဲ့တော့သူတို့စီမှာလည်းရှိတယ်ဟိုမဟာယာနဂိုင်းမှာလည်းပဲဒီတတိပ္ပဌာနတွေရှိတယ်ဆန်စကရစ်နဲ့သူတို့ကတော့ရှိတယ်ပါဠိဘာသာနဲ့မဟုတ်သို့သောပါဠိဘာသာနဲ့တက္ကရာဘာသာအလုံးနှိစက်တယ်နည်းနည်းပါးပါးပဲကွဲလွဲမှုရှိတယ်အတိပ္ပယ်အဖြစ်ကတော့ဒီအတိပ္ပယ်တွေကြီးပဲကောင်းတော့အရေးကြီးတာရှင်သာရိပုတ္တရာကပြောခဲ့ဘူးလေ ရှင်သာရိပုတ္တရာကအထေနေဝမေအထောတဲ့သူမင်းင်းကိုပဲလိုချင်တယ်ဒိဗ္ဗေကိုပဲလိုချင်တယ်နော်စကလုံးဆိုတာအရေးမကြီးဘူးလို့သူနားလည်ဖို့အတွက်ပြောတာဒါတရားဖြန့်ပြီးဖို့ကြတော့စကလုံးလည်းအရေးကြီးတယ်လို့မှတ်ရရှင်သာရိပုတ္တရာကရှင်အသက်စီနဲ့တွေ့တဲ့အခါမှာဘလို့ပြောတော့ဆိုရှင်အသက်စီက သူခုမှသာသနာပေါင်းရောက်တာမကြသေးဘူးတဲ့ဘယ်ကြောင့်လဲတနှစ်နှစ်နှစ်ဖြစ်ရှိသေးတာဟုတ်သူကတနှစ်ကျော်ကျော်လေးပဲရှိသေးတာအဲကြောင့်မို့အကျေတဝင်းရှင်းမပြနိုင်ဘူးတဲ့မြတ်စွာဘုရားရဲ့အယူဝါဒဆုံးမဟုတ်အကျေတဝင်းရှင်းမပြနိုင်ဘူးသစ္စာလေးပါးကိုပဲအတူတူရှင်းပြအဲ့လိုပြောမယ်ဆိုတော့ကသူပြောတာသူသာသနာနဲ့ဝင်လာတာရှိသေးတယ်တဲ့မကြွန့်ကျင်သေးဘူးတဲ့ဒါယဟန္တာကြီးကပြောတာနော် ခုကယ ahanan မဖြစ်သေးပေမဲ့လို့ကျွမ်းကျင်တယ်ကြီးပဲထင်နေတာခက်တာနော်ယ ahanan ပုဂ္ဂိုလ်ကြီးရတော့မှာပဲ तू မကျွမ်းကျင်သေးဘူးတဲ့ခုမှရောက်ခါရှိသေးတယ်တဲ့အများကြီးမသိဘူးတဲ့အတိပ္ပယ်တော့ပြောပြမယ်တဲ့ဆိုရှင်သာရိပုတ္တရာကပြန်ပြောတာရှင်သာရိပုတ္တရာအလောင်းပေါ့ဥပတိတပြုဖက်ကအဋ္ဌိနေဝမေအထော तू အတိပ္ပယ်ပဲလိုချင်ပါတယ်တဲ့ကိင္ကာဟတိပြင်စနံမဟုတ်စကလုံးနေအများကြီးဘာလို့မှလဲပေါ့ ဒိဗယ်လေးပဲလို့ခြင်းပါလေမြတ်စွာဘုရားသင်တဲ့အနှစ်ချုပ်ဒိဗယ်လေး तू သိခြင်းတယ်အဲ့ဒါအဒိဗယ်ပဲစကလုံးနေအများကြီးမကြက်မှတ်ခြင်းဘူးသိစရာမလိုဘူးဒိဗယ်လေးပြောလိုက်ရင် तू နားလည်တယ်ပေါ့ဒီဒိဗယ်ကိုပြောတော့နော်အဋ္ဌိနေဝမေအထောဂိင်္ဂဟတိပြင်စနံဘဟုံပြင်စနံဘဟုံဂိင်္ဂဟတိ whatever will be used တော့ ဘာလို့မှလဲဆိုအတိတ်ပဲပြောမယ်နော်ကိန့်ကာတိစကလုံးနေအများကြီးသုံးနေတာဘာလို့မှလဲအသုံးမွယ်မှုအတိတ်ပဲအရေးကြီးတယ်ဆိုအဲ့ဒါကြောင့်မလို့ဒီမှာအတိတ်ပဲကတော့မပြောင်းဘူးလို့ဒီလိုမှစကလုံးတော့ပြောင်းရင်ပြောင်းမယ်ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2600ကပြောခဲ့တဲ့စကားအတန်ဟာဒီကနေ့နဲ့တထက်သေးဆိုတာဘလို့မှဖြစ်နိုင်ဘူးဝကန်ခေကလူတွေကအเจ้าကိုကလောင်းလို့ဆိုတာ တို့ရေးထားတဲ့ကြောက်စာတွေထဲကြည့်လိုက်မယ်ဆိုရင်ကြောင်းကကလောင်းတယ်ရွေးဆိုတာ rural ခဏခဏကွာသွားပြီလေကွာသွားပြီကွာသွားတော့ဖះလက်ထက်ကဒီအတန်မဲလားလို့အတိအကျဒီလိုပြောလို့မရအဲ့တော့သို့တော့နိစ္စတယ်လို့ပဲပြောရမယ်အခုဗမာရီတတိပ္ပံတော့ရွတ်တာနဲ့တီဟိုကတတိပ္ပံတော့ရွတ်တာနားတော်ကြည်မတူသို့တော့အတိပ္ပယ်တူတူပဲအတန်တွယ်လေးတွေကွာတယ် တန်တွယ်လေးတွေပါတယ်ဒါပါဠိစကားမှာဒီလိုပြောင်းတာလားလို့ဆိုဘယ်ဟုတ်မလဲအင်္ဂလိပ်မှာလည်းပဲဒီအင်္ဂလိပ်စကားလုံးတွေလည်းအများကြီးပြောင်းတာရှင်းတော့ဆိုလို့ရှင်ဒီအခုအင်္ဂလိပ်ခေတ်တဲ့အင်္ဂလိပ်စကားလုံးမှာ singular လို့လည်း u ကြီးပဲတုံတာလေရှင်းအင်္ဂလိပ်စာကြ down ဆိုတာရှိသေးကိုဘယ်သူမှမတုံးတော့သို့တော်ကြပြားတွေမှာပဲတုံးတော့ down art နော် ကိုကတော့ you are ပဲသုံးမှာပဲ you နောက်ကတော့ are ရဲ့ you is မရှိဘူးတယောက်တည်းလဲ you are ပဲเนาะဆင်ကျူလားဒါဘာသာစကားရဲ့ပြောင်းလဲမှုလို့ခေါ်တယ်အဲ့တော့မြန်မာပြည်မှာလည်းဒီလိုပြောင်းနေတာတွေရှိတယ်ပြောင်းနေတာတွေတချို့ပြောင်းတာကြတော့ဟိုမသိလို့ပြောင်းသွားတာမျိုးကြတော့မကောင်းဘူးပေါ့ဆင်ကျူလားအတန်တွဲတယ်ဆွဲတယ်နဲ့ဆွဲတယ်အခုခေတ်လူတွေမှာတော်တော်များများ ဟိုမကွဲတော့စာလုံးဝါဆွဲလားစာလင်ဝါဆွဲလားကွဲအောင်မဆိုးနော်ဆွဲဆွဲမြဲမြဲအထုတ်တယ်ဆွဲကြိုင်နေစာလင်တန်မပြီးဘူးဆွဲကြိုင်နေဖြစ်သွားတယ်ဆွဲဆိုပြီးအဲ့လိုတွေဖြစ်နေတချို့ဟာတွေမှာဟိုပြောင်းလဲမှုတွေကကွဲပြားခြားနားမှုကိုပြပြားစေတဲ့ပြောင်းလဲမှုတွေလည်းရှိတယ် သို့တော်လေအမှားကြအမှန်ဖြစ်ဆိုလို့နောက်ပိုင်းကျတော့ဒါတွေပဲအမှန်ဖြစ်သွားတော့မှာပဲနော်ဒီလိုပဲဖြစ်သွားတာဒါစကလုံးဆိုတာစကလုံးဆိုတာအများလက်ခံထားပြီးလို့ရှိရင်တော့ညင်းဖို့တော့တိတ်အကြောင်းရှိတော့ညင်းဖို့တိတ်အကြောင်းရှိစကလုံးဆိုတာအမှန်တရားမှမဟုတ်တာလူတွေအများစုအသုံးပြတာကိုပဲ common common ဖြစ်ဖို့ပဲရည်ချတာ အများစုကဒါလို့နားလည်နေရင်ပြီးတာအငင်းပွားဖို့တော့မဟုတ်ပါဘူးလုံးဝသူ့ဟာမှန်တယ်ငါ့ဟာမှန်တယ်ပြောစရာမရှိဘူးအဲ့တော့ပကန်းခေကအတန်လေးတောင်မှအခုပြောင်းနေတာဆိုတော့ဖះဟောတော့ကဒီတိုင်းပဲလားလို့တော့စဉ်းစားမနေနဲ့မတူဘူးလို့ပဲပြောမှာပဲနော်မတူဘူးဆိုရင်အတိဘယ်ဒီလွဲကုန်လားလို့ဆိုအဲ့လိုတော့မလွဲဘူးမလွဲနိုင်ဘာလို့ဆိုဒီစကလုံးရဲ့အတိဘယ်တွေကို မိနင်းကိုဘယ်သူကထိန်းထားတော့ဆိုထက်ကရာတွေကထိန်းပေးထားတယ်စကလုံးတွေရဲ့အဓိပ္ပာယ်တွေကိုထိန်းထားတာလေးရှိတယ်ပါဠိမှာအဲ့တော့အဓိပ္ပာယ်တွေပြောင်းလဲသွားတာမရှိဘူးမရှိသည့်အတွက်ကြောင့်ယုံကြည်စိတ်ချရတဲ့ဘာသာစကားတစ်ခုဖြစ်တယ်နောက်ဆန်စကရစ်နဲ့ရေးထားတဲ့ဟာတွေနဲ့ဒါတွေနဲ့များစွာကွဲလွဲမှုရှိလားမရှိဘူးကမ္ဘာအရရမှာမဟာသရိဝရဏတုတ်ကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့လေ့လာနေကြတယ်ဒါပဲဘာသာပြန် ်သို့သော interpretation problem လို့ခေါ်တယ်ဒီအယူအဆရေးရတော့ဒီဘာသာပြန်တဲ့ပြဿနာလေးတွေရတော့ရှိတယ်ကောက်ချက်ပေါ့လူတယောက်ကသကလုံးတစ်လုံးကိုကြည့်ပြီးမှတ်ချက်ချတဲ့နေရာမှာတော့ကွဲပြားခြားနားမှုတွေရှိတယ်ဒါတော့အဲ့ဒါကို interpretation problem လို့ခေါ်တယ်ဘာသာပြန်တာဒါမဟုတ်ဘူးအတိပ္ပယ်ကောက်တာလွယ်မှားတာဒါကတော့ဗမာပြည်ထဲမှာတည်းလဲရှိတာဘယ်မှာပဲဖြစ်ရှိနိုင် ဒီပြဿနာအစာရှိနေရှိမှာပဲလို့ပြောလူတွေရှိနေရှိမှာဒါလူအလုပ်တဲ့ပြဿနာပဲလေလူတွေမရှိတော့ရင်တော့မရှိတော့ပါဘူးဒီပြဿနာလူတွေကုန်မှပဲမရှိပါဘူးเนาะဒါအိုလေးလာတဲ့လူတွေရှိနေသေးတယ်များတော့ဒီ interpretation problem ကတော့ရှိမှာပဲအဲ့တော့ဒီ problem ကိုဘယ်လိုဖြေရှင်းမလဲလို့ဆိုရင်